တယ်ပေါ့အေးအတိုင်းတာတစ်ခုရအကျဉ်းသာရှိတယ်အတိုင်းတာတစ်ခုရပညာရှိတယ်ဆိုရင် အတိုင်းတာတစ်ခုရအကျိုးပြုနိုင်မှာပဲပြီးပြီးဆုံးတဲ့အကျဉ်းသာနဲ့ပြီးပြီးဆုံးတဲ့ပညာဆိုတာတော့ဖရာလိုပုဂ္ဂိုလ်မျိုးမှာပဲပြီးပြီးဆုံးဆုံးရသည့်အတွက်ကြောင့်နိဗ္ဗာန်တိုင်အောင်ထိအောင်အကျိုးပြုတဲ့အဆုံးအမတွေကိုပေးနိုင်စွမ်းရှိတာပေါ့ဒီအင်္ဂါ၂၀၀ အကျဉ်းသာတော့ရှိတယ်ပညာမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုလွဲချော်သွားတတ်လဲဆိုရင်လမ်းမာတာတွေကိုညွန့်ညွန့်ပြညွန့်ချမိတတ်တဲ့ပုံတလွဲကိုညွန့်ချမိတတ်တယ်တလွဲကိုညွန့်ချမိသည့်အတွက်ကြောင့်ဆင်းရဲဒုက္ခတွေရောက်ကုန်တခါပညာတော့ရှိပါရဲ့အကျဉ်းသာကင်းမဲ့တယ်ဆိုလို့ရှိရင်ရက်ဆက်ကြမ်းကြုတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့ဒီနှစ်ခုစလုံးအကျဉ်းသာနဲ့ပညာ ပေါင်းဆက်ထားတဲ့အလွန်ကောင်းမြတ်တဲ့အယီချင်းနဲ့မှဖျားဆိုတာဖြစ်ပေါ်လာတာဖြစ်တယ်ပေါ့အဲ့ဒါလို့ဘုန်းကြီးတို့တွေကိုကိုွယ်တဲ့မြတ်စွာဘုရားဟာအခုလိုအယီချင်းပြည့်တဲ့ဖျားဖြစ်လို့အကျဉ်းနာနဲ့ပညာနှစ်ခုပေါင်းဆက်ပြီးတော့ဟောကြားထားတဲ့ဒီအဆုံးမတရားတွေဟာဘယ်တော့မှ လွဲချော်တာမရှိဘူးမြတ်စွာဘုရားရဲ့အဆုံးမတိုင်း အတိုင်းတာတစ်ခုရလိုက်နာနိုင်မယ်ဆိုရင်အတိုင်းတာတစ်ခုရအောင်မြင်ကြည့်ပွားမှာပဲအေးပြည့်ပြည့်ဝဝလိုက်နာနိုင်ရင်တော့ပြည့်ပြည့်ဝဝကြည့်ပွားမှာပဲကိုယ်ပေါ်မှာသာမူတည်တယ်အဲ့ဒါကိုရည်စူးပြီးမြတ်စွာဘုရားကအတ္တဟိအတ္တနောနာထောနော်ကိုကိုကိုသာလင်ကိုကိုရကိုဘာကိုစူးစမ်းရမယ်လို့ဒီလိုဟောတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်နေအနေနဲ့ သစ္စာဗျာရဲ့ဆုံးမတွေကိုသိရှိနားလည်အောင်သင်ကြားကြရတယ်တရားနာရတယ်လေ့လာရတယ်ဖတ်ရှုရတယ်စဉ်းစားဆင်ခြင်ကြရတယ်အဲ့ဒီလေ့လာသင်ကြားဖတ်ရှုခြင်းတရားနာခြင်းမှရလာတဲ့အသည့်တွေကိုအသည့်ပညာတွေကိုလက်တွေ့ဘဝမှာအသုံးချပြီးတော့ဆင်ခြင် သုံးသပ်ပြီးလက်တွေ့ဘဝမှာအသုံးချသွားမယ်ဆိုလို့ရှိရင်တော့ ကောင်းကျိုးချမ်းသာတွေရလာမှာဖြစ်တယ်။မိမိလုံးသမျှလုံးနိုင်သမျှစွမ်းဟိတ္တတိရှိသမျှမိမိဘဝအကျိုးတည်ရောက်မှုက ရှိလာမှာဖြစ်တယ်။